ရှင်မလုံးနဲ့မင်းနန္ဒာချစ်ဇလန်ဒုတိယပိုင်းလေးကို မျှော်နေကြတဲ့ပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။ဒူဝနာဒေဝီမိဖုရားကြီးကကိုဝင်ရမကြီးနဲ့တည်ဆုံသွားလို့မိသူကြိုးဘူးနသာချင်းပေါ်ပေါ်တင်လိုက်ခါမှာသမီးတော်လေးတပါဖွားမြင်လာပြီးရှင်မလုံးရဲ့လို့အမိခေါ်တွင်စေခဲ့ပါတယ်။တစ်ဖက်မှာတော့တကြမင်းရဲ့နဲ့ရင်စင်ကိုတောက်သုံးခဲ့ပြီးကိုဝင်ရလာတဲ့မဲလမှုလေးက ရှေတကုန်းစင်ကြီးရမြကြီးကိုဒီသာကိုွယ်သူဥက္ကလာပါမင်းကြီးကိုဖွားမြင်တော်မူလေတယ်။ဥက္ကလာပါတိုင်းပြည်ကြီးကရှင်မွေးလုံးမင်းသမီးလေးနေထိုင်ရာတန်လင်းကျွန်းရဲ့မြေတစ်ဖက်ကမ်းမှာတည်ရှိပြီးဥက္ကလာပါမင်းကြီးမှာတော့မင်းနန္နာဆိုတဲ့သားတော်လေးတစ်ပါးရှိတယ်ဆိုတာတွေကို အပိုင်းတစ်မှာပြောပြခဲ့ပြီးဖြစ်ပါတယ်ရှင်။ ဇလန်လေးရဲ့ဒုတိယပိုင်းကိုမစတင်ခင်မှာကျမတို့ရဲ့ My Story Channel လေးကို Like and Subscribe လုပ်ထားပေးကြပါအောင်ရှင်။ဒကြမရဲ့နဲ့ရည်စင်ကြောင့်မွေးဖွားလာတဲ့ငမိုးရိတ်နှမီကြောင့်ဟာစေရိုင်းနေဝင်က သူ့ကိုမွေးစားထားတဲ့တငါသေးဖို့လင်မယားတို့ကိုကိုက်သက်စားလိုက်ပြီးသူနေထိုင်ရာဝါတရာ Channel ကနေထွက်လာပါတော့တယ်။ချောင်ယူတျှောင်း ွေးသမျှလူတွေကိုကြိုက်သက်စားတော့ခါတောင်းချမ်းကျင်နိုင်တောင်းချမ်းနေတော့တာပေါ့အဲ့ဒီခါတောင်းရင်သာအနှပြီကတကြမင်းရဲ့ဗန်နူကပလာများကြောက်ပြဟာတင်းလာတော့တယ်အလိုငါရဲ့များကြောက်ပြကဘားကြောင့်တင်းလာပါလဲလူပြီမှာတကူကူတော့ထိုးပြီထင်တယ်တကြမင်းဟာ လူပြီကိုနမျက်စိနဲ့ကြည့်ရှုတော်မူလေတယ်အိုး ငါပို့သားတဲ့နေရီစဉ်ကိုတောက်သုံးမွေးပွားလာတဲ့ငမိုးရိတ်ဟာဂျေဇုရှင်မိဘတွေကိုရရဆက်ဆက်ကြိုက်တတ်တဲ့အပြင်ချောင်ယိုတျောက်ကလူတွေကိုအန်ရဲကြီးကျယ်ပေးနေပါလားမဖြစ်ဘူးဒင်းကိုနှိမ်နှင်းနိုင်အောင်စီမံလေးမှပဲဒီလိုနဲ့တကြမင်းဟာသူ့ရဲ့သားတော်ဩကလာပါမင်းကြီးထံချိန်ဆက်ကြပို့ခိုင်းလိုက်လေတော့တယ်အမောင်နဲ့သား ငမိုးရိပ်ကိုထိန်းသိမ်းဆောင်ရှောက်ဖို့ဟောရီကျင်းဆက်ကြကိုငားရဲသားတော်ဩကလာပါမင်းကြီးစီတော်ပို့လီတော်ဩကလာပါမင်းကြီးဟာချောင်းယိုးမြေယိုတျောင်းတောင်ချမ်းမင်းမူပြီးလူသားတွေနဲ့ကျွဲနွားတို့ရဲ့အသက်တွေကိုရန်ရှာနေတဲ့ငမိုးရိပ်မိချောင်းကြီးကို မနှိမ်နှင်းနိုင်တဲ့အတွက်လွန်စွာပင်စိတ်တူလိုနေပါတယ်ရှဲမတ်တွေဘလို့ပဲလွတ်ပြီးနှိမ်နှင်းမိမယ်ငမိုးရိပ်ကို မနှိမ်နှင်းနိုင်မှုဖြစ်နေတယ် အဲ့ဒီလိုဩကလာပါမင်းကြီးစိတ်ညစ်နေတော့မှပဲဇဝနာနတဟာချိန်ဆက်ကြဆက်သားလာတော့တယ်။အလိုပြောင်ပြောင်လက်လက်နဲ့ငါရဲ့နန်းဆောင်နဲ့ရောက်လာတဲ့အသင်ဟာပဲသူလေ။မင်းကြီးကျွန်ုပ်ဟာဇဝနာနတပါ။တကြမင်းကငမိုးရိပ်မိချောင်းရဲ့ရန်ကနေကာကွယ်နေနေနိုင်စီဖို့ချိန်ဆက်ကြပို့ခိုင်းလိုက်ပါတယ်။ဒီချိန်ဆက်ကြနဲ့ရေပြင်ကိုရိုက်ပြီးငမိုးရိပ်ကို ခေါ်ယူဆုံးမနိုင်ပါတယ်။ တကြမင်းဆက်တဲ့ချိန်ဆက်ကြဆိုပါလား။ဟွန်းဒီချိန်ဆက်ကြနဲ့ငမိုးရည်ကိုခေါ်ယူဆုံးမရမယ်။ဟုတ်ကလားပါမင်းကြီးကိုချိန်ဆက်ကြဆက်တပီးသည်နဲ့ဇဝနာနတဟာဘယင်ကြီးရဲ့မြင်ကွင်းကနေပြောက်ကွယ်သွားပါတယ်။ဒီလိုနဲ့ဟုတ်ကလားပါမင်းကြီးဟာတားတော်မင်းနန္ဒာမိုးမက်ဘူပါရုံးနဲ့အတူမြေကန်းဆက်ကိုဆင်းတော်မူပြီး ရေပြင်ကိုကျိန်ဆက်ကြနဲ့ရိုက်ခါငမိုးရိတ်ကို ခေါ်တော်မူလီတော်တယ်ဟဲ့ငမိုးရိတ်ခုမကြာငါထံလာစမ်းတကြမင်းရဲ့ကျိန်ဆက်ကြတန်းကို မခံနိုင်တော့တဲ့အတွက်ငမိုးရိတ်ကြီးဟာဩကလာပါမင်းကြီးထံအပြေးအခစားရောက်လာပါတော့တယ်ဟဲ့ငမိုးရိတ်ခုချိန်ကစပြီးလူသူကျွမ်းသောတတ္တဝါတွေကို အန္တရာယ်မပြုရဘူး ငါရဲ့စကားရောငါသားတော်ရဲ့စကားကိုပါနာခံရမယ်။သားတော်ရော့ဒီချိန်ဆက်ကြကိုသားတော်ယူချပြီးငမိုးရိတ်ကိုသားတော်ထိန်သိမ်းပြီးတော့အမိန်တော်မြတ်တိုင်းမှာဖခင်တော်ဖျား။အဲဒီချိန်ကစပြီးငမိုးရိတ်ဟာမင်းသားလေးမင်းနန္ဒာရဲ့အမှုတန်းကောင်းရဲ့ဘတ်တော်ကြီးပြလာပါတော့တယ်။တဖက်မှာတော့တပင်နိုင်မြန်းမ်းမှာဆန်နေတော်မူတဲ့ရှင်မွေလုံးမင်းသမီးလေးက ညနေပိုင်းမှာဥယျံတော်အတွင်းစော်ကစားပြီးညဘက်တွေမှာတော့ဆောင်းလေးတိခတ်ပြီးသချင်းဆူလေးရှိပါတယ်။ရှင်မွန်းလုံးလေးရဲ့လိမ္မာရေးကြရှိပုံနဲ့အလားပါကုန်တဲ့တွင်နေဟာ အိမ်ကြီးချင်းတိုင်းပြည်တွေထိပါတရင်ပြန်လို့နေတာပေါ့။ဩကလာပါတိုင်းပြည်ကြီးရဲ့အင်းရှိဆန်မင်းသားမင်းနန္ဒာဟာရှင်မွန်းလုံးလေးရဲ့ကုန်တဲ့ရင်ကိုကြားသိပြီးမမြင်ဘူးမတွေ့ဘူးပင်မဲ့ရှင်မွန်းလုံးအပေါ်မှာမြစ်တာစိတ်တွေယိုဖိတ်နေတာပေါ့။ လာတာတဲ့ညတွေမှာဆိုရင်မင်းနန္ဒာဟာလေးသားဆောင်ကနေလာမင်းကြီးကိုငေးကြည့်ပြီးတစ်ချက်တစ်ချက်လွင့်ပြန်လာတဲ့စောင်းတန်ညင်ညင်လေးနဲ့ตาရတဲ့တချင်းတန်တက်တက်လေးကိုကြားနေရတတ်ပါတယ်။အချိန်တွေကြာလာတော့မင်းသားလေးဟာ ထိုစောင်းတန်ရဲ့အတန်ရှင်လေးကိုစိတ်ဝင်စားပြီးဆွဲလန်းလာတော့တာပေါ့။ ဒီဆောင်းတန်နဲ့တချင်းဆိုတန်လေးကိုတရက်တလီများမကြားရရင်နေမတိထိုင်မသာဖြစ်လာလေတော့အထိန်တော်မကြီးကို ဖွင့်ပြောပြီးထိုအတန်ရှင်ကိုရှာဖွေပေးဖို့တောင်းဆိုပါတော့တယ်ထိုအတန်ရှင်ဟာ ရှင်မွန်းလုံးမင်းသမီးလေးမှတိလာရတဲ့အခါမှာတော့မင်းသမီးလေးရှင်မွန်းလုံးနဲ့တွေ့ဆုံလို့စိမ့်တနေ့တခြားပြင်းထန်လာတဲ့အတွက်သူချစ်စနိုးနဲ့မွေးထားတဲ့ကြီးငတ်လေးငတိုက်ကျော်ရဲ့အကူအညီကိုယူရလေတော့တယ်။ကဲငတိုက်ကျော် ငါရဲ့နှလုံးသားရေးရာကိစ္စအတွက်မင်းကူညီရလိမ့်မယ်မင်းတန်နေကျွန်းကိုသွားပြီးတော့တပင်နိုင်မြန်းမှာဆံမြန်းနေတဲ့ရှင်မွေးလုံးမင်းသမီးလေးကိုသွားပြောချီငါဟာမင်းသမီးလေးရဲ့ဂုဏ်သတင်းကိုကြားရရုံနဲ့ရင်ထဲမှာဆွဲဆွဲလန်းလန်းဖြစ်နေရတဲ့အကြောင်း မင်းသမီးလေးကို နောက်၃ရက်လောက်ကြာရင် လာမယ့်အကြောင်း တွေးခွင့်ပြုပါဆိုတဲ့အကြောင်းသွားပြီးရှောက်တင်ပြီးတော့ကောင်းပါပြီအရှင်သားဒီလိုနဲ့ ကျေးစီတမန်လေးငတိုက်ကျော်ဟာမြစ်ပြင်ကျဲကြီးကိုဖျက်ပြီးတန်လင်းကျုံးစီပြန်တန်းသွားလေတော့တယ်။ငတိုက်ကျော်ဟာတပင်နိုင်များနှမ်းရဲ့ပြတင်းပေါက်ပေါ်မှာနားလိုက်ခါနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ရွှေမင်းသမီးလေးမင်းသမီးလေးဟဲကြေးသားလေးပါလားမင်းကဘယ်သူလဲဘယ်ကလဲ ကျွန်တော်မျိုးဟာမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ဩကလာပါ ရွှေမြို့တော်ကြီးစီကမင်းနန္နာမင်းသားလေးရဲ့ကျေးစီတမန်ငတိုက်ကျော်ပါခင်ဗျာ။အော်ဩကလာပါမြို့တော်ကြီးကကျေးစီတမန်လေးလား။အဘယ်အကြောင်းကြောင့်လာပါတလဲကွယ်။ကျွန်တော်မျိုးရဲ့အရှင်သခင်မင်းသားလေးမင်းနန္နာဟာရွှေမင်းသမီးလေးရဲ့အလှကုန်တဲ့ရင်ကိုကြားယုံနေရွှေမင်းသမီးလေးရဲ့အလှကိုဆွဲမှတ်နှစ်သက်သွားပါတယ်ခင်ဗျာ။ အဲ့ဒီအကြောင်းမင်းသမီးလေးသိအောင်တင်လျှောက်ပေးဖို့ကျွန်တော်မျိုးကိုလွတ်လိုက်တာပါခင်ဗျာရှင်မွေးလုံးမင်းသမီးလေးဟာသူမရဲ့တသက်တာမှာအဲ့ဒီလိုစကားမျိုးတခါမှမကြားဘူးလေတော့ရွှေရင်လေးခုန်သွားပြီး ရှက်လဲရှက်သွားရှာတယ်မင်းသမီးလေးကသူမရဲ့အထင်းတော်ကိုမင်းနန္ဒာမင်းသားလေးအကြောင်းမေးလေတော့ မင်းသားမင်းနန္ဒာဟာဥက္ကလာပါတိုင်းပြည်ရဲ့အင်ရှိဆံမင်းသားဖြစ်ပြီးလိမ္မာရေးချရှိပုံရုပ်စင်းငါချော်မော်ပြီးယောက်ျားပီတာပုံတို့ကို စီကာပတ်ကုံးပြောပြလီတော့တဲ့မင်းသမီးလေးလည်းမင်းသားလေးရဲ့အကြောင်းတွေနဲ့သူမကိုပို့လိုက်တဲ့ဂျေတော်သားလေးစီကချစ်တဝင်လာကြောင်းမင်းနန္ဒာမင်းသားလေးအပေါ်စိတ်ဝင်စားမှုရှိကတွေ့မြင်ခြင်းစိတ်တွေဖြစ်လာပါတော့တယ် အဲအဲ့ဒါနောက်3ရက်လောက်ကြာရင်မင်းနန္ဒာမင်းသားလေးကရွှေမင်းသမီးလေးကိုလာတွေ့ပြရစေတဲ့တွေ့ခွင့်ပြုမှာလားလို့မေးလျှောက်ခိုင်းလိုက်ပါတယ်ခမ။အိုးအဆောင်ချက်တွေချတာတဲ့ဟာသူဘလို့လောက်လာတွေ့လို့ရမှာလဲကွယ်။ရွှေမင်းသမီးလေးကိုသာတွေ့ခွင့်ရမယ်ဆိုရင်ကျွန်တော်မျိုးရသခင်မင်းသားလေးကဓာတ်တောင်ကိုပဲကြော်ရကြော်ရမီးပင်လေးကိုပဲဖျက်ရဖျက်ရလာမှာပါခမ။ဟွန်း စကားတော်တော်တက်တဲ့ကြေးစီတမန်လေးပါလားရွှေမင်းသမီးလေးတွဲခွက်ပေးပါလားခင်ဗျာကဲရောက်အောင်သာလာခဲ့လို့ပြောလိုက်ချိန်နဲ့ပြီလားရေးဒီလိုနဲ့ညာနမောင်လေးငတိုက်ကျော်ဟာရွှေမင်းသမီးလေးရှင်မွေးလုံးစီကမင်္ဂလာသတင်းကိုဝမ်းပန်းတသာအသေးဆောင်ကဥက္ကလာပါဘကန်းစီ ပြန်တန်းသွားပါတော့တယ် တရင်ကောင်းကိုကြားသိရပြီးပျော်ရွှင်နေတဲ့မင်းသားလေးဟာရှင်မွေးလုံးလေးစီ သွတ်တွေ့ဖို့အထင်းတော်အမတ်ကြီးကိုအကူအညီထပ်တောင်းပါတော့တယ်။အဲဒီခါအမတ်ကြီးကမင်းနန္ဒာရေလန်းခီးကို သွားမယ်ဆိုရင် အသက်အန္တရာယ်ရှိကြောင်းငယ်စဉ်ကတည်းကပုံနှဖြူပုံနှညိုးတို့တွက်ချက်ထားသောကြောင့်အမလီမြစ်ကိုကူးသွားရမှာမင်းသားလေးရဲ့ခမဲတော်မင်းကြီးသိရင်လည်းခွင့်ပြုမှာမဟုတ်ဘူးအသက်အန္တရာယ်လည်းရှိပါတယ်ဖေဟာ ဒီလိုဆိုပြီးတားမြစ်တဲ့အခါမှာရှင်မွေးလုံးကိုမှမတွေ့ရရင်ပွဲတော်မတည်တော့ဘူးလို့ချိန်ချောက်တာကြောင့်အမတ်ကြီးကလည်းနောက်ဆုံးမှမတက်တာတော့ပဲစီစဉ်ပေးရပါတော့တယ်။နောက်တနေ့မှာတော့အမတ်ကြီးကမင်းသားလေးကိုအရှင်မင်းကြီးပေးထားတဲ့ချိန်ဆက်ကြကို ရေပြင်မှာရိုက်လိုက်ရင်ငမိုးရိပ်မိချောင်းလာပါလိမ့်မယ်။သူကိုမင်းသမီးလေးရှင်မွေးလုံးစီ ပို့ခိုင်းရင်ရပါလိမ့်မယ်ဖေဟာ။ အဲ့ဒီခါမှာမင်းသားလေးကချက်ချင်းဆိုသလိုငမိုးရိတ်ကိုခေါ်ပြီးကြောပေါ်တက်ခါတန်လျင်ပကန်းစီချင်းကပ်လာပါတော့တယ်။ငိုင်းမြင်းနေတဲ့အဆောင်ရဲမတ်တွေကို ရှောင်ကွင်းကတပင်နိုင်များနှန်းစီချင်းကပ်လျက်ရှင်မွေးလုံးမင်းသမီးလေးနဲ့ပျော်ရွှင်စွာတွေ့ဆုံလေတော့တယ်။ရှင်မွေးလုံးလေးရဲ့နှမလေးရဲ့အလာဟာကြားဘူးရာချက်အစများစွာတပါတယ်ကွယ်။မောင်တော်ဖြစ် ။နှမလေးကိုမြင်လိုက်တာနဲ့မိုးမေလဲသွားမတတ်ပါပဲ။အိုးဒီလောက်လည်းမပိုပါနဲ့ရှင်။ဒီရဲ့ချင်းခနာလေးအတွင်းမှာပဲနှူးသားအခြေချင်းစုံမျိုးလုံးချင်းစကားပြောနေကြပြီ။နှလုံးသားလေးတွေဟာလည်းတဒိတ်ဒိတ်နဲ့ရင်ခုန်သံတွေထက်တူကြလို့နေတာပေါ့။မောင်တော်တော့ရှင်မွေးလုံးလေးကိုတိတ်တိတ်ချစ်နေမိပြီကွယ်။ဒီလိုနဲ့ မင်းနန္ဒာမင်းသားလေးနဲ့ရှင်မွေးလုံးမင်းသမီးလေးတို့ဟာချစ်ကြိုးသွယ်ရင်းမိသွားကြပြီးနေစဉ်နေတိုင်းချစ်သူနှုတ်တွေးဆောင်ခွင့်ရကချစ်ရည်လူတတီတူကချစ်ကြည်နူးနေကြပါလေရဲ့ငမိုးရဲ့မောင်မင်းအမှုတော်ထမ်းကောင်းလို့ကိုတော်ရဲ့အချစ်ရည်ကိစ္စအဆင်ပြေနေတာကွယ်ဒါကြောင့်မောင်မင်းကိုချီးမြှော်တော်မူမယ်ဟောဟိုးမှာစွန့်ထွက်နေတဲ့ကျွန်းတောင်ဆက်အထိရေပြင်ကို သင်အပိုင်စားစီ နောင်နေမနက်မှာငမိုးရိတ်ဟာသူ့အပိုင်ဆားရတဲ့နေမြေသစ်စီကိုခတ်သွားရာအဲ့ဒီရေပိုင်နဲ့မှာကျင်းလဲကြဆားနေတဲ့တန်သူမှာမိเจ้าမနဲ့တွေ့ပါလေရော။အောင်မာရာရာဆဆငါရဲ့နေမြေတဲ့ကျူးကျူးကြော်ကြော်ဝင်လာတာဘယ်သူလဲခုထွက်သားစမ်းအမေမေဒီရေပြင်တလောကိုအပိုင်စားဖို့မင်းနန္ဒာကိုတော်လေးကငါ့ကိုပေးသနာလိုက်ပြီ။နင်သာငါရဲ့ရေပိုင်နဲ့ထဲကနေထွက်သွားစမ်း အဲဒီလိုတွေနဲ့တကောင်နဲ့တကောင်နည်းမြေလူရင်တိုက်ခိုက်ကြရတန်သူမမိเจ้าမရဲ့လက်တစ်ဖက်ပြတ်ထွက်သွားပြီးထွက်ပြေးသွားရပါတော့တယ်တန်သူမရဲ့ယင်ထဲမှာတော့သူမရဲ့ဆုံးရှုံးမှုကြောင့်ငမိုးရဲ့အပေါ်အမျက်ဒေါသထွက်ပြီးအမုံအာကာတာထားရှိကနင်းနေအောင်မငမိုးရဲ့တန်သူမနမေကနေ မလတ်တူဆိုတဲ့နာမည်ဖြစ်သွားရတဲ့အတွက်မိเจ้าမဟာငမိုးရိတ်ကိုလက်စားချိန်နိုင်မှုနေ့စဉ်ချောင်းမြောင်းနေပေမဲ့မင်းသားလေးရဲ့တန်လျက်နဲ့ချိန်ဆက်ကြရဲ့အစွမ်းကြောင့်ငမိုးရိတ်ရဲ့အနာတော်ကတ်ခွင့်မရခဲ့ပါဘူး။ဒါကြောင့်သူမဘဝဟောင်းတော်ကအကူတော်ခဲ့တဲ့လမူးနဲ့မိเจ้าစီမှာအကူညီသွားတောင်းတော့တယ်။ငမိုးရဲ့ကိုအနိုင်ရအောင်ဘလို့ကြံစီရမလဲ။ကုညီပါအကိုကြီးရဲ့ ငမိုးရိတ်ကိုနိုင်ခြင်းရင်သူရဲ့သခင်မင်းနန္ဒာမင်းသားကို ဖုံးကန်နေအောင်အရင်လုပ်ရမယ်ကွ့မင်းနန္ဒာမင်းသားလေးဖုံးကန်နေအောင်ဘလို့လုပ်ရမလဲအကိုကြီးမင်းသားလေးမင်းနန္ဒာနဲ့ရှင်မွေးလုံးမင်းသမီးလေးတို့ချစ်သူတွေဖြစ်နေကြတာကို သိရှိနေတဲ့အတွက်နင့်ကိုမိမပြိုလေးဖြစ်အောင်ငါဖန်ဆင်းပေးလိုက်မယ်ပြီးရင်နင်ရှင်မွေးလုံးမင်းသမီးလေးစီကို သွားအဲ့ဒီနောက်မှာတော့ လမုန်နတ်ဟာလောရမဲအစီအစဉ်တွေကိုပြောပြပြီးတန်သူမာမိချောင်းကိုအပြိုတော်လေးဖြစ်အောင်ဖန်ဆင်းပေးလိုက်တယ်။ဒီလိုနဲ့တန်သူမာဟာသူဝနာပြီမှာခမဲတော်လွှတ်လိုက်တဲ့အပြိုတော်လေးအသွင်နဲ့ရှင်မွေလုံးမင်းသမီးလေးစီမှာတွားရောက်ခါစားကအတော်လေးရင်းနှီးလာပြီးမင်းသမီးလေးရဲ့တိုးတိုးပေါ်ဖြစ်လာတော့တယ်။ဩကလာပါမင်းကြီးဟာသူ့ရဲ့သားတော်လေးမင်းနန္ဒာတယောက် ချိန်ဆက်ကြတကူနဲ့ငမိုးရိတ်ကိုစီးပြီးတန်လျင်ကျုံးဘက်ကူကရှင်မွေးလုံးမင်းသမီးလေးနဲ့တွားတွေ့နေတာကို အမတ်ကြီးထံမှရိမ့်မိသိရှိသွားတဲ့အခါဒေါသပြင်းစွာထွက်တော်မူတော့တယ်။တဲမကြံအပ်မစီရဒစပြင်းထုတ်ထားတဲ့မိမကိုမှတွားပြီးရင်ငန်နေရတဲ့လား။မြစ်ကိုကူတာတားတော်အတွက်အသက်အန္တရာယ်လည်းရှိပြီတဲ့။ချိန်ဆက်ကြရဲ့တကူနဲ့ ငမိုးရိတ်ကို လိုရာစေခိုင်းရာဇဝင်ရရအောင်လုပ်တဲ့သားတော်ဒါနဲ့ပဲမင်းကြီးဟာ မြစ်ကိုကူပြီးမင်းသမီးလေးစီထပ်သွားမှဆိုတဲ့အတွက်ဒါတော်မင်းနန္ဒာစီက ချိန်ဆက်ကြကိုပြန်သိမ်းလိုက်ပါတော့တယ်မင်းသားလေးကချိန်ဆက်ကြမရှိတော့တဲ့အတွက်ရှင်မွေးလွန်းထံမရောက်တာတရက်မှနှစ်ရက်နှစ်ရက်မှသုံးရက်ရပောင်းများစွာကြာလာတဲ့အခါ ်ချစ်သူနှူးမှာအလွမ်းဝေဒနာကို ခံစားနေရတော့တာပေါ့ဒီရခွင်ရေးကိုစောင့်နေတဲ့တန်သူမှာအပြူတော်ဟာသူရဲ့အကိုလမုနဲ့တင်ပေးထားတဲ့အတိုင်းထိတ်ထားလေးကိုပြောတော်တယ်ထိတ်ထားလေးရဲ့ထိတ်ထားလေးကသာမင်းသားလေးမင်းနန္ဒာကိုချစ်နေတာပါ သူက ထိတ်ထားလေးကိုတကယ်မချစ်မှကျွန်တော်မျိုးမဆိုးရင်ပူပန်လာပါတယ်ပူတက်ရန်ကောကွယ် မောင်တော်ကထိတ်ထားကိုတကယ်ချက်တာထိတ်ထားအတိဆုံးပေါ့မင်းသားလေးတကယ်ချင်းမချစ်စမ်းကြည့်တင်နေတော့ထိတ်ထားလေဘလို့စမ်းကြည့်ရမလဲကွယောက်ျားတွေက သူတို့တကယ်ချစ်တဲ့ချစ်သူတွေကို သူတို့ရဲ့ညာဘက်လက်ယုံမှာခေါင်းအုံးလို့အိတ်ဆက်ခွင့်ပြုတ်တတ်တဲ့ထိတ်ထားလေးရဲ့ဒီတော့သူထိတ်ထားလေးကိုတကယ်ချစ်မချစ်သိရအောင်ဒီတစ်ခါလာရင်ညာလက်ယုံပေါ်မှာခေါင်းအုံးအိပ်ပြရစေလို့ပူဇာကြည့်ပါလား ။အော်ဒီလိုလား။ကောင်းပြီလေ။ပူဇာကြည့်တာပေါ့လေ။မင်းသားလေးမင်းနန္ဒာကကျိန်စကြမရှိတော့မင်းသမီးလေးကိုလွမ်းသဖြင့်မြက်ကမ်းမှာလမ်းရှောင်နေရာတန်လျင်ပတ်စီမျောကြည့်နေတော့မှာပဲ။မြက်ထဲကငမိုးရည်ကိုတွေ့သွားပြီ။လှမ်းခေါ်လိုက်ပြီးတန်လျင်ပတ်ကမ်းစီကို ပို့ပေးဖို့ပြောလေတော့တယ်။ ကျင်းဆက်ကြမရှိတော့ပဲငမိုးရင်နဲ့တန်ရင်ပကန်းစီကို ရောက်လာတယ်။မင်းသားလေးဟာရှင်မွေးလုံးမင်းသမီးလေးနဲ့送ကြတဲ့အခါမင်းသမီးလေးကအချစ်ဆန်းတဲ့အနေနဲ့ပူဇော်ပါတော့တယ်။မောင်တော်ရဲ့မောင်တော်ရဲ့ညာလည်းယုံမှာခေါင်းအုံပြီးဒီတညတာ အိတ်ဆက်ပေးရစေနော်။အိုးနှမတော်လေးရဲ့ကြမ်းကြမ်းပပန်ပူဇော်ရသလားကွယ်။ယောက်ျားတို့ဖုံလက်ယုံနဲ့ ယောက်ျားလေးတွေညာလက်ယုံကိုမိန်းမတွေခေါင်းအုံအိပ်ရင်အဲ့ဒီယောက်ျားဖြစ်သူမှဖုံးကန်နေတတ်တယ်တဲ့ပြောတော့ဖြစ်နှမလေးကို မောင်တော်ကချစ်ရကြီးရဲ့ဆို တကယ်ချစ်ရင်ဘာဖြစ်မှညာဖြစ်ပါလေတွေးပူဆိုရင်မနေပဲလိုက်လျောရမှာပေါ့လို့ဟွန်းကဲပါဗျာတကယ်ချစ်ပါတယ်တဲ့အိတ်အိတ်မောင်တော်ရဲ့ညာလက်ယုံခေါင်းအောင်လို့အိတ်တော်မူပါအိတ်တော်မူပါ မင်းနန္နာရဲ့ညာလက်ယုံကို ရှင်မွင်းလုံးခေါင်းအုံးအိပ်ပြီးဆိုတာကိုဒီတာနဲ့တန်သူမဟာကန်းနာစီပြေးစင်းသွားပြီးမိချောင်းမအတွင် ပြန်လဲဖန်စင်းကငမိုးရိတ်ကိုမကြည်နဲ့ကြတော့သူမရဲ့ဘတ်တော်သားတွေကိုခေါ်လိုက်တော့တယ်။လာကြဟေးငါ့ကိုတန်သူမဆိုတဲ့နာမည်ကနေမလတ်တူဆိုတဲ့နာမည်ပြောင်းရအောင်လုပ်ခဲ့တဲ့ငမိုးရိတ်ကို ဝိုင်းတိုက်ခတ်ကြမယ်။ သူ့ရဲ့သခင်မင်းနန္ဒာဟာဖုံးကန်နှိမ့်သွားပြီဖုံးကန်နှိမ့်သွားပြီဟာဟာဟာမင်းသားလေးမင်းနန္ဒာဟာအာယုံတက်စားရောက်လာတဲ့အချိန်မှာတော့ချစ်သူလေးရှင်မွေးလုံးကိုနှုတ်ဆက်လေးတယ်ဒီတခါနှုတ်ဆက်ခြင်းက အရန်ချစ်ကြတဲ့ချစ်သူနှစ်ဦးအတွက်နောက်ဆုံးနှုတ်ဆက်ခွဲခွာခြင်းဆိုတာကိုတော့မသိခဲ့ကြပါဘူးမင်းနန္ဒာဟာငမိုးရိတ်ကို စီလျက်ဩကလာပါနေပြီးတော့စီပြန်လာရ ြစ်သုံးဆိုင်ကိုအရောက်မှာပဲမလက်တိုးလို့ခေါ်တဲ့တန်သူမာမိเจ้าမတို့တအုပ်ဟာရံမူဖို့အသင့်ဆောင်စားလျက်ရှိနေတယ်။ဟင်ဟိုမိเจ้าမိစာမတို့အုပ်စုပါလား။အလိုကိုတော်တို့ကိုမိเจ้าတွေဝိုင်းလာပါလားငမိုးရဲ့။မှန်လာပါကိုတော်လေးသူတို့ရံမူကြတော့မယ်။ချိန်ဆက်ကြပါမလားကမှပဲခတ်ပြီး စိုးရိမ်တော့မမူပါနဲ့ကိုတော်လေးကျွန်တော်မျိုးရဲ့အစွမ်းနဲ့ကိုတော်လေးရဲ့ဖုံးကံပေါင်းလိုက်ရင်ဒင်းတို့ကိုမှုစီရမလိုပါဘူးငမိုးရိတ်ကတော့သူ့ရဲ့အရှင်သခင်မင်းသားလေးဟာ ဖုံးကံနှိမ်သွားပြီဆိုတာကိုမသိရှာပါဘူးမလတ်တူမီကျောင်းမတို့အိုးစုဟာဒရဇန်ဝိုင်းတိုက်ခိုက်ကြတဲ့အခါမှာတော့ငမိုးရိတ်ဟာရဲဝန်းစွာတိုက်ခိုက်သလိုမင်းနန္ဒာဟာလည်းတန်လျက်နဲ့ခုန်ပိုင်ပြီးခုခံပါတော့တယ်။ ပြောင်းဆန်အောင်တိုက်ခိုက်နေကြရင်ကမင်းသားလေးမင်းနန္ဒာရဲ့လက်ထဲကတန်လျက်ဟာရေထဲကိုလွတ်ကျသွားလေတော့တယ်။အလိုငါရဲ့တန်လျက်လွတ်ကျသွားပြီ။လက်နဲ့မဲသွားပြီဖြစ်တဲ့သခင်ဖြစ်သူအတွက်ငမိုးရိတ်ဟာအကြီးအကျယ်စိုးရိမ်သွားပါလေတော့တယ်။ကိုရော်လီမဖြစ်တော့ဘူးကျွန်တော်မျိုးအတင်းတိုက်ခိုက်ဖောက်ထွက်မှာပဲဖြစ်တော့မယ်။ကိုရော်လီကျွန်တော်မျိုးရဲ့အာခရင်းတွေကနေလိုက်ခဲ့ပြီးမှလုံခြုံပေးလိမ့်မည်။ ကျွန်တော်မျိုးရဲ့အာကရင်တွေကနေလိုက်တော်မူပါမင်းနန္ဒာဟာသူ့ရဲ့အမှုတော်ထံရဲဘတ်တော်ကြီးငမိုးရိပ်ကိုယုံကြည်ပြီးသားမှုဟပေးထားတဲ့ငမိုးရိပ်အာကရင်တွေသို့ဝင်လိုက်တော်တယ်မင်းသားလေးအာဂရင်းနဲ့ရှိနေတဲ့အတွက်ငမိုးရိပ်ဟာရေအောက်ထဲငုံရှိုးလိုက်ရေပေါ်တက်လိုက်နဲ့ရန်သူအုပ်စုကိုပြင်းထန်စွာ ပြန်လဲတိုက်ခိုက်ခါအတင်းထိုးပေါက်ထွက်ပြေးလေတော့တယ် မန်လက်တိုတို့အုပ်စုကလည်းတဲကြီးမဲကြီးတိုက်ခိုက်ကြပေမဲ့နောက်ဆုံးမှာသူတို့ရဲ့လက်ထဲကနေလွန်မြောက်သွားခဲ့လေတဲ့တကူလုံးဒံယာရီရထားတဲ့ငမိုးရိတ်ဟာဥက္ကလာပါဘတ်ချန်းစီရအောင်ကူခတ်သွားပေမဲ့ပင်မန်းနွမ်းလွန်လာတဲ့အတွက်ဂန်ဇက်ကကျူတော်ထဲမှာခေါင်းတိုးဝင်ကမိကနေအိပ်ပျော်သွားတော့တယ်သူရဲ့အာဂရင်းထဲမှာမင်းနန္ဒာမင်းသားလေးရှိနေတာကိုမေးလျော့သွားပြီးအိပ်ပျော်သွားတော့တာပေါ့ နန်နံမိုးလင်းတဲ့အခါမှာဩကလာပါမင်းကြီးဟာသူ့ရဲ့သားတော်လေးရွှေမျိုးတော်မှာမရှိတော့တာကိုသိသွားလေတော့တယ်။ဟင်ဘာဖြစ်တယ်။ညကသားတော်လေးပြန်မလာဘူးဟုတ်လား။ဩကလာပါမင်းကြီးဟာကျိန်ဆက်ကြာကိုယူပြီးတော့မြေကမ်းစိတ်စီဆင်းသွားတော်မူကသားတော်လေးဘမရှိမလဲဆိုတာငမိုးရိပ်သိကိုသိရမယ်။ရေပင်ကိုကျိန်ဆက်ကြာနဲ့ရိုက်လျက်ငမိုးရိပ်ကို ခေါ်လိုက်တော့တယ်။ ငမိုးရိပ်လာဆန်းအခုချက်ချင်းလာဆန်းဩကလာပါမင်းကြီးကအဲ့ဒီလိုချိန်ဆက်ကြနဲ့ရိုက်ခေါ်နေတော့အဝေးတနေရာကန်းဆက်မှာအိမ်မောကြနေတဲ့ငမိုးရိပ်ဟာလန့်ဖြန်နိုးသွားတော့တယ်ချိန်ဆက်ကြရဲ့ရိုက်ခတ်မှုတန်းကြောင့်ငမိုးရိပ်ဟာဘယင်ကြီးစီလျင်မြန်စွာကူးခတ်လာတော့တယ်ဟဲငမိုးရိပ်ငါရဲ့သားတော်လေးဘယ်မှာလဲဟာငမိုးရိပ်ဟာအဲ့ဒီတော့မှ အာယုံတက်ဆကလေးကသူ့ရဲ့အရှင်သခင်မင်းသားလေးကိုအာဂရင်းထဲမှာငုံထားမိတာကိုသတိရသွားလေတော့တယ်။ဒီမှာဒီမဲ့ငမိုးရိတ်ဟာအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားပြီးအာဂရင်းကိုအန်ထုတ်လိုက်ရာ အသက်မရှိရှာတော့တဲ့မင်းနန္ဒာမင်းသားလေးထွက်ကြလာတာကိုရင်းနှင်းဖွယ်တွေ့ရလေတော့တယ်။သားတော်လေးသားတော်လေးဘလို့ဖြစ်ရတာလဲကွယ်။ဖြစ် ဖြစ်ရလေကိုရော်လေးရဲ့ဖြစ်ရလေကိုရော်လေးခုလိုဖြစ်ရတာ ကျွန်တော်မျိုးကြောင့်ပါကျွန်တော်မျိုးမိုင်မဲမှုကြောင့်ဖြစ်ရတာဟဲ့ငမိုးရိတ်မှန်ရကို ရှောက်တင်စမ်းသားတော်လေးပါပြစ်လို့အခုလိုဖြစ်ဆိုးနဲ့ကြုံရတာလေကွယ်မှန်လားပါအရှင်မင်းကြီးကျွန်တော်မျိုးကြီးသေးသင့်ပါတယ်ဖြစ်ရပုံကဒီလိုပါငမိုးရိတ်ဟာပြပြကြုံဆုံရသမျှကို ရှောက်ထားတင်ပြလိုက်တော့တယ် ငမိုးရဲရဲတင်လျှောက်ချက်ကိုကြားနာရပြီးတဲ့အခါမှာတော့မင်းကြီးဟာငမိုးရဲကိုလည်းအပြစ်မယူပဲခြေခွဲစွာမိန်တော်မူတယ်။သားတော်လေးဟာမိဘရဲ့ဇကာကို နားမထောင်ပဲစွတ်တိုးမိုက်လို့ဒီလိုဖြစ်ဆိုးနဲ့ကြုံရတာပါပဲ။ဖြစ်ရလေသားတော်လေးရဲ့ဖြစ်ရလေ။ကျေးစေတမန်လေးငတိုက်ကျော်ဟာတန်လျင်ဘက်ကန်းစီပြန်တန်းသွားပြီးတော့ သူရဲ့ရှင်သခင်မင်းသားလေးမင်းနန္ဒာရဲ့ခြေကွဲပွဲဖြစ်ဆိုးကို ရှင်မွေးလုံးမင်းသမီးလေးတီအောင်ပျော်ပြရှောက်ထားလိုက်လေတော့တယ်။ကိုကိုတော်လေးနိုင်ရဆန်ကံတော်ကုံသွားပါပြီရွှေမင်းသမီးလေးရေ။အလိုလေးဖြစ်ရလေမောင်တော်ရေ။နှမတော်ကြောင့်ဖုံးကန်နေပြီဒီလိုဖြစ်ရတာများလားကွယ်။မောင်တော်ရေနှမတော်ကြောင့်နှမတော်ကြောင့်ပါ ရှင်မွေးလုံးမင်းသမီးလေးဟာစစ်သူမင်းနန္နာရဲ့တရင်ကိုကြားရတဲ့ဆိုရင်ပဲနှလုံးကြေကွဲကနေရာမာတင်လဲကြသေးဆုံးသွားရရှာပါတော့တယ်။ဩကလာပါမင်းကြီးဟာချစ်လစွာသောသားတော်လေးမင်းနန္နာရဲ့အလောင်းတော်ကိုခမ်းနားစွာမိသင်ကြိုစေလေတဲ့။အဲ့ဒီလိုပဲမြစ်တစ်ဖက်ကမ်းမှာတော့ဘောဂဒေနာမင်းကြီးကလည်းသူရဲ့ချစ်လစွာသောသမီးတော်လေးရှင်မွေလွန်ရဲ့အလောင်းတော်ကိုတည်တည်ချာချာကြကြနာနာမိသင်းချိုပေးလေတဲ့ မြေကန်းတစ်ဖက်စီမှာချစ်သူနှစ်ဦးကိုတစ်ချိန်ထဲမှာပဲတပြိုင်နက်တည်းလိုလိုမိသင်းကြိုလိုက်ရကထွက်ပေါ်လာတဲ့မိကုံးငွေတွေဟာကောင်းကင်ရံစီအသီးသီးလွင်ပြန်တက်သွားကြပြီးတော့မြေကြီးရဲ့အလေကကောင်းကင်ရံမှာပေါင်းဆောင်သွားကြလေတော့တယ်။ ဒီဘဝမှာပေါင်းစုံခွင့်မရတော့တဲ့ချစ်သူနှုတ်ဟာမိโกချင်းပေါင်းစုံသွားကြပြီးချစ်ချင်းရဲ့သင်္ကေတအဖြစ်တတ်တန့်ကြီးတစ်ခုကိုလှပလွမ်းဆော့ဖွဲဖော်ကျူးသွားကြပါလေတော့တယ်။ဇလန်းလေးကတော့ဒီနေရာမှာရင်ပြီးဆုံးပါပြီရှင်။နောက်ပတ်တွင်မှာလည်းပုံမြင်ဇလန်းလေးများစွာကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ My Story Channel လေးကို Like and Subscribe လုပ်ထားပေးကြပါဦးနော်။ ချစ်ရသူတိုင်းပျော်ရွှင်စွာပေါင်းစုံခွင့်ရကြပါစေရှင်။